ကျမရဲ့ပြည်သက်ကြီးကိုကျမအခုပြပြခြင်းတဲ့တင်ရတော့ပုံရဟန်းမင်းကြီးအစ်စ်အဖြစ် စကားတင်ရွေးချယ်ထားတဲ့15ဦးစီးရင်မှာမြန်မာနိုင်ငံက Charles Mangbu ပါဝင်တဲ့အကြောင်းပဲဖြစ်ပါတယ်။ပုံရဟန်းမင်းကြီး Francis ကမနေ့ကဧပြီလ22ရက်နေ့မှာကွယ်လွန်သွားပြီးရင်နောက်မှာတော့ဒီအရိုက်အရာဆက်ခံမှုအတွက် Vatican ကျောင်းတော်ကစကားတင်ရွေးချယ်ထားတဲ့သူ15ဦးမှာမြန်မာနိုင်ငံက Charles Mangbu ပါဝင်တဲ့အကြောင်းကို AFP သတင်းဌာနကနေပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်။အသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့ Charles Mamu ကအာရှတိုက်ဖုံးတော်ကြီးများအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဖြစ်ပြီးတော့2015ခုနှစ်မှာ ပုံရဟန်းမင်း Francis ကနေကာဒီနယ်အဖြစ်ခန့်အပ်ခြင်းခံရတဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးနဲ့တဦးတည်းသောကာဒီနယ်ဖြစ်ပါတယ်။သူကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပဋိပက္ခရေးနဲ့ပတ်သက်ပြီးတော့တွေ့ဆုံဆွေးနွေးရေးနဲ့ပြန်လည်ရင်ကြားစီရေးကိုတိုက်တွန်းခဲ့တယ်လို့မျိုးပဲ2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်အတိုက်ခံဆန္ဒပြသူတွေကိုအကြမ်းမဖက်တဲ့နည်းနဲ့ဆက်လက်ဆန္ဒပြဖို့လည်းတိုက်တွန်းခဲ့ ဲ့သူတယောက်လည်းဖြစ်ပါတယ်။သခိုင်းတိုင်းရွှေဘုံမြို့စာတီဖြစ်တဲ့သူ Charles Mambo ကမွတ်စလင်ရိုဟင်ဂျာတွေအပေါ်နှိမ့်ဆက်ညှဉ်းပန်းခြင်းမပြုဖို့အတွက်ကာကွယ်ပြောဆိုပေးခဲ့တယ်လို့မျိုးပဲရိုဟင်ဂျာတွေကိုလူမျိုးတုံးတပြတ်မှုကနေပြီးတော့တားကောင်နေဖြစ်နေရကြောင်းကိုလည်းပြောကြားခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။ဗာတီကန်ကျောင်းတော်ကအခုထုတ်ပြန်လိုက်တဲ့ပုံရဟန်းမင်းကြီးအရာအရာဆက်ခံမှုစကားတင်ရွေးချယ်ခံရသူတွေထဲမှာဖိလစ်ပိုင်နိုင်ငံကအသက်69နှစ်အရွယ်လိုးဝစ်အန်တိုနီယို တက်ကလေးလည်းအာရှတိုက်ရဲ့ကိုစားပြုစီရင်မှာချားစ်မောင်မိုးနဲ့အတူပါဝင်လာခဲ့ပါတယ်။ဥရောပတိုက်၊အာဖရိကတိုက်၊အမေရိကတိုက်နဲ့အာရှတိုက်တို့ဟာပုံရဟန်းမင်းကြီးနေရာအတွက်စကားတင်ရွေးချယ်ထားတဲ့သူ15ဦးရှိနေရဲ့ဖြစ်တော်လဲပဲတခြားသူတို့ဦးလည်းဖြစ်နိုင်ခြေရှိတဲ့အကြောင်း AFP သတင်းမှာဖော်ပြထားပါတယ်။အဲဆိုတော့ပေါ့နော်။ပုံရဟန်းမင်းကြီးဘယ်သူဖြစ်သွားမလဲဆိုတာကတော့ကျမတို့တွေ ထပ်မံပြီးတော့စောင့်ကြည့်ရမယ့်အနေအထားတစ်ခုရှိပါတယ်။အဲထပ်ပြီးတော့သတင်းတွေသိရတဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်မပြည်သက်ကြီးအကုန်လုံးကိုပြောပြပါမယ်။အဲပြီးွားလို့ရှိရင်ဒီမနေ့ကလည်းကျွန်မတင်ပြီးခဲ့ရပေါ့နော်။ပုံရံဟန်းမင်းကြီး Francis Crypto မှာအိပ်ပျော်သွားတဲ့အကြောင်းရယ်အဲကျွန်မတို့မြန်မာနိုင်ငံကိုအလေလာထားတဲ့အကြောင်းရယ်နောက်ပြီးသွားလို့ရှိရင်ကျွန်မတို့တွေရဲ့ဒီမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုအဲငလင်ပေးထက်ခန်းစားနေရတဲ့အချိန်မှာလည်းအဲကိုကြီး တဲ့အကြောင်းနေပေါ့နော်။နောက်ကျမတို့မြန်မာနိုင်ငံအပေါ်လည်းသူကအဲနေပေါ့နော်စိတ်ဝင်စားတဲ့အကြောင်းတွေကိုကျမပြောပြရတာဒီဗီဒီယိုလေးရှိပါတယ်။တကယ်လို့ကြည့်စင်နေဆိုလို့ရှိရင်မနေ့ရအဲ27ရက်လေးလ2025မှာတင်ထားတဲ့ဗီဒီယိုလေးကိုပြန်ကြည့်လို့လည်းရပါတယ်။နောက်ပေါ့နော်တခုခုသိချင်တာရှိရဆိုလို့ရှိရင်လည်းကျမကို comment မှာမှတ်ပြီးတော့မေးခဲ့ပြီးလို့ရပါတယ်။အခုကတော့ကျမတို့မြန်မာနိုင်ငံက Charles မှာမူပါပဲပုံရဟန်းမင်းကြီးအဖြစ်တာဝန်ယူသွားမလားဒါမှမဟုတ်လို့ရှိရင်အာရှပဲတယောက်ဖြစ်နိုင်မလားဒါမှမဟုတ်လို့ရှိရင်ပုံရဟန်းမင်းကြီးအဖြစ်ဘသူဖြစ်နိုင်မလဲဆိုတာကတော့ကျမတို့လေးစောင့်ကြည့်ရအောင်ပါမယ်ဒါပေမဲ့ပုံရဟန်းမင်းကြီးအဖြစ်ရွေးချယ်တဲ့ကိစ္စတွေကအာဘောနော်ဒီအရန်လေးများတယ်ပြီးွားလို့ရှိရင်သူရဲ့အဆင့်ဒီအဆင့်ဒီအတိုင်းပဲသူရဲ့လိုအပ်ချက်တွေနဲ့ကိုင်ညီမှာရွေးချယ်ရဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်တော့ကြာအောင်မယ်လို့သိရပါဗျ။